ဆုံးမတွေမြောက်တွေခဏထားလိုက်အောင်လောလောဆယ်ဖုံးကြီးပါမရှိတော့ဘလို့တွေဖြစ်ကုန်တာတော့ဘာလို့ဒီလိုပြုတ်သွားရတာတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်တို့ရဲ့ channel လေးကနေအားလုံးကိုပြန်လည်ထူဆူလိုက်ပါရရှင်ဒီကနေ့မှာရောဘလို့မျိုးစိတ်ဝင်စားစရာအကောင်းနဲ့ပုံမြင်လေးတွေကိုတင်ဆက်ပေးရမလဲဆိုတာစောင့်ကြည့်ပေးကြပါဦးနော်ဟုတ်ရှိရှိတော့ကအင်မတန်နာမည်ကြီးကြော်ကြလာတဲ့ ဆန္နာဆိုတဲ့နာမည်နဲ့တမ်းပြီတစ်ခုရှိတဲ့။ကြည့်ပါဦးဘသူများလဲလို့ပြည်သူတွေအဆင်ပြေကြရဲ့လား။မှန်လားပါပြည်သူတွေအကုန်လုံးကြော်ရွှင်ကြပါလေ။အလုပ်တွေတခြားလုပ်ကြပြီးဒုက္ကုံဖြစ်စည်းတွေလည်းကောင်းမွန်လာပါလေ။ပြည်ရင်းဝင်ငွေဟာလည်းကောင်းမွန်စွာလဲပတ်နေပါလေဖျား။မိဖုရားကြီးပြည်သူတွေအခုလိုမျိုးငြိမ်းချမ်းစွာနေတာမြင်ရတော့မကောင်းဘူးလားကွ။ ဒါဟာမောင်နှံဘယင်ကြီးရဲ့အုတ်ထုတ်မှုအကောင်းလိုပါရှင်။ဟုတ်ပါတယ်။ဘယင်ကြီးရဲ့အုတ်ထုတ်မှုဒါမရှိရင်ဒီလောက်အဆင်ပြေမှာမဟုတ်လာပါဘူး။အသင်တို့ပြောသလိုပဲဟုတ်မှာပါသည်။သူတို့အဲ့ဒီလိုစကားပြောပြီးသိမ့်မကြခင်မှာပဲမိဖုရားကြီးဟာမူလေသွားပါတည်း။နှမတို့နှမတို့ဘာဖြစ်သွားတာလဲ။ဟေ့အပြင်ကဘသူရှိလဲ။အခုချက်ချင်းတမားတော်ခေါ်ပြီးစမ်း။အဲ့ဒီလိုမိဖုရားကြီးတတိမိလဲသွားတဲ့အတွက်ကြောင့် အားလုံးအစိမ့်မကောင်းဖြစ်နေတဲ့နန်းတွင်တမတော်ကလည်းဤပြာကြီးရဲ့အချမ်းမကြီးအခြေအနေကိုတိကျသုံးသပ်နေတဲ့ဘလူချီနီလည်းရှိတယ်လေအစိုးရင်မာနေဘရင်ကြီးအခုတော့တက်တာသွားပါပြီတကယ်တော့မိဖုရားကြီးဟာရှင်သွေးလေးလွယ်ထားရကြောင်းပါအေးဟုတ်လားဒါဆိုငါကိုရောစက္ကန်သူရပြီပေါ့ကွာဟာဟာဘရင်ကြီးကတိတ်ကိုဝမ်းတာနေပြီမေမာယာကတော့ပြုံးရှင်မနေဘူးတဲ့သူရဲ့အတွင်စိတ်ထဲမှာတော့ သူကကလေးရသွားပြီဆိုတော့ဘီရင်ရငါ့ကိုကြည့်မှမဟုတ်တော့ဘူးကလေးမွေးလာရင်ပူဆိုးမှာအဲ့ဒီလိုသာဖြစ်သွားရင်ငါအကျဉ်းစီရီအလကားဖြစ်ကုန်တော့မှာပဲမိဖုရားကြီးကငါတခုခုလုံမရမယ်မာယာဟာကောက်ချစ်တဲ့လူတစ်ယောက်ဖြစ်ပြီးတော့သူရဲ့ဆိုးဝါးတဲ့အတွေ့အကြုံနဲ့မိဖုရားကြီးကိုတတ်ချင်နေတာဖြစ်တဲ့ဒါပေမဲ့အချိန်တိုင်းသဘောကောင်းပြီးကောင်းလေပုံစံမျိုးနဲ့ဟန်ဆောင်နေတာပေါ့ကွဘယင်ကြီးတက်တောင်တသာသွားနာနေပါရှင် ကျမမိဖုရားကြီးကိုတေချာဂယုဆိုင်ပြီးတိရှိပေးထားပါမယ်။တနေ့ပြီးတနေ့မာယာဟာမိဖုရားကြီးကိုတတ်ဖို့စူးစမ်းပြီးမဲ့အဆင်မပြေခဲ့ဘူးလေကွယ်။ဒီလိုနဲ့အချိန်နှွေကြပြီးကိုလာနဲ့ဆဲရဲ့နှီးပါလောက်ဖြစ်လာတော့တယ်။မောင်တော်ကျမတို့တိတ်ကိုနာကျင်နေရပါတယ်။တီတော့မလာတော့မသိပါဘူး။ရဲမက်တမောင်တော်ကို အခုချက်ချင်းသွားခေါ်စမ်း။အမိန်တော်အတိုင်းမှာဘယင်ကြီးဒါအစ်ပူစရာပဲ ဒီလောက်သေးချာကယူဆိုင်နေရကြတဲ့မတက်တာဘူးဆိုတော့ကျမတို့နီးလဲရှာမှာဖြစ်မယ်အချိန်ဆွဲနေလို့မဖြစ်တော့ဘူးမိဖုရားကြီးဟာမွေးဖွားကိုအခက်အခဲဖြစ်နေတဲ့တဲ့ဒါပေမဲ့နောက်ဆုံးမှာတော့သူမဟာသမီးတော်ကလေးချယ်ရီကိုမွေးဖွားနိုင်ခဲ့တယ်မောင်တော်သိဝမ်းသာတာပဲကွနမတော်လေးထက်တူဝမ်းသာရပါရဲ့ရှင်အခုတော့အနားယူလိုက်ပါအောင် အခုမှအသေးသေးကလေးဆိုပေမဲ့ကိုတော့တမီးကလေးရဲ့မျက်နှာကိုတဝါကြီးကြည့်လိုက်ပါအောင်မေ ။အိုးမောင်တော်ရဲ့ဘယင်းကြီးပျော်ရွှင်နေတာမာယာအတွက်အခွင့်ကောင်းတစ်ခုဖြစ်သွားတဲ့။ဒါငါအတွက်အခွင့်ကောင်းတစ်ခုပဲ။အဲဒီချိန်မှာအခွင့်အရေးကိုအမိရယူပြီးမာယာဟာမိဖုရားကြီးအနာကို တိုးလာပြီးတော့တံမြောင်နဲ့ထက်ခါထက်ခါထိုးလိုက်လေတော့လေ။တီဆောင်အခုတော့ပါတက်နိုင်သေးလေ။နောက်ဆုံးမှာတော့မိဖုရားကြီးလည်းတီဆုံသွားရှာတဲ့။ဘယင်းကြီးကတော့အပြင်းမှခလေးရလို့ဝမ်းသာနေလုံးပေါ့ကွေ။ အဲ့ဒီချိန်မှာပဲဘယင်ကြီးပြန်ရောက်လာတဲ့ဘယင်ကြီးပြန်လာပြီထင်တယ်မဖြစ်ဘူးငါတနေ့ရရမှာပုံးနေမှာဖြစ်မယ်အဲ့ဒီချိန်မှာမိဖုရားကြီးစီကသွေးတွေမြင်ပြီးဘယင်ကြီးဟာအပြေးလွန်ဝင်လာတဲ့နှမတော်နှမတော်ငါနှမတော်ကိုဘသူတက်သွားတာလဲအဲ့ဒါကိုမြင်လိုက်ရတဲ့အမယာဟာဘယင်ကြီးပူဆွေးနေတာကိုပါအခွင့်အကောင်းယူပြီးတော့အနောက်ကနေဘယင်ကြီးကိုပါဒါနဲ့ထိုးလို့တာပေါ့ကွငါဒီအချိန်ကိုစောင့်နေတာတော်တော်ကြာခဲ့ပြီ ငါ့ကိုအခုချိန်ထိယုံကြည်ပေးခဲ့လို့လေကျေးဇူးတင်တယ်နော် အခုချိန်ကစပြီးနန်းတော်ကိုအပိုင်သိမ့်ပြီးမြင့်မြတ်တဲ့ဘုရင်မတစ်ယောက်ဖြစ်လာစေရမယ်ဒီလိုနဲ့ပဲဘုရင်နဲ့မိဖုရားကြီးဟာတည်သွားပြီးမဲ့တမီးတော်လေးကတော့ကြံနေခဲ့တာပေါ့ကွယ်ဒီကလေးလေးကအခုမှမွေးကစားလေးဆိုတော့အသက်ရှင်ခြင်းမှရှင်မအဲ့ဒါနဲ့ပဲမိဖုရားငယ်ဟာကလေးလေးကိုမိချောင်းစာကျွေးဖို့အတွက်တော်ရဲကိုခေါ်သွားတဲ့ငိုမနေပါနဲ့အခုတော့မတက်သေးပါဘူး ဘာလို့လဲဆိုတော့မြင်ရနေအလင်းရောင်ကိုတော့မမြင်ဘူးတေးဦးလေအခုအဝကြည့်ထားနော်အဲ့ဒါနေလေးရောင်ပဲကြည့်ထားနော်ပြီးရင်နေသေးရတော့မှာအဲ့ဒီချိန်မှာရှုပ်တရက်လေပြင်းတွေတိုက်ခတ်လာပြီးတော့မာယာဟာဘာမှမမြင်ရတော့တဲ့အပြင်ဒေါ်ရန်ဒရိဆန်တို့ရဲ့အဖန်ကိုပါချားနေရတဲ့အချီနီမကောင်းတော့ဘူးငါတို့နှစ်ယောက်လုံးတေးလို့တော့မဖြစ်ဘူးမင်းတို့ဒီမှာထားရတော့မေးပြီးရင်တော့တောကောင်တကောင်ကတေချာပေါက်လာစားမှာပဲငါကပဲတိုင်းကြီးကိုတေချာဆောက်ရှောက်လိုက်ပါမယ် မာယာဟာကလေးငယ်လေးကိုအဲ့ဒီနေရာမှာထားခဲ့လိုက်တာကိုအတော်ရှိက တွေ့သွားပြီးတော့အာလွန်ကိုတီးသွားလေတဲ့။ဟင်ဒီမိမကတော်တော်ဆိုးတာပဲ။ဘာလို့များကလေးလေးကိုဒီလိုမျိုးလှုပ်ရနိုင်ရတာလဲ။ဒေါ်ဒီရှိလေကလေးလေးကိုခေါ်သွားပြီးတော့သူ့ရဲ့တဲအိမ်ထဲမှာပဲတေချာပြုစုစောင့်ရှောက်ထားတဲ့။တနာစီဟာကလေးလေးရဲ့ကလေးဟာချစ်စရာကလေးပဲကိုဒီလိုအဖြစ်မျိုးမကြုံခဲ့မှာဘူး။တကယ်ကိုကန့်ဆိုးတဲ့ကလေးလေးပဲ။ မငိုနဲ့နော်တော်သေးတာပေါ့တော်ကြီးတွေ့ပြီးတော့သမီးလေးကိုခေါ်လာမိလိုက်လို့မဟုတ်ရင်ကြားကြီးတွေကသမီးကိုစားသွားမှာသမီးလေးကိုတေချာကယူဆိုင်ပြူးစုပါမယ်နော်မငိုနဲ့တော့ဒီလိုနဲ့အချင်းတော်ကြပြီးတဲ့နောက်တော်ကြီးရှေဟာကလေးလေးကိုတေချာပြူးစုပြူးထောင်လာခဲ့ပြီးသူ့ရဲ့ဘဝစကြောင်းကိုလည်းမပြောပြဘူးတဲ့ကွယ်အဲဒီလိုနဲ့၁၈နှစ်ကြာပြီးနောက်မှာတော့အမေသမီးမိုးရီသွားကောင်းလိုက်အောင်မယ်နော်အခုမိုးရင်းဆိုတော့တေချာပေါ့မိုးရီပေါက်နေလိမ့်မယ် အေးပါသမီးရဲ့ဂယုဆိုင်ပြီးတော့နော်ဟုတ်ကဲ့ပါမေတော်ကြီးရွှေရသမီးလေးမရှိတဲ့အချိန်ကျရင်တယောက်တည်းပြင်းပြီးသူ့လုံနေကြအလုပ်တွေကိုလုပ်ရင်းနဲ့သူ့သမီးလေးအဆင်ပြေပါမလားဆိုပြီးတွေးပူမိနေတာပေါ့ကွေချယ်ရီကတော့တော်ရဲဝင်သွားပြီးတော့မှုရီရှာနေတဲ့ဒီနောက်မှာမှုရီသိမ့်မရှိပါလားဒါပေမဲ့လေပတ်ဝန်းကျင်ကလှလိုက်တာငါအရှိနေနေထပ်သွားကြည့်လိုက်ပါဦးမေ ရှိနေတဲ့ထက်လျှောက်ပြီးတဲ့အချိန်မှာတော့ Cherry ဟာပြုံးပြီးတော့တဘာဝရဲ့အလားတရားတွေကိုခံစားပြီးတခြင်းလေးနှီးလိုက်ပါတဲ့တော်ရဲမှာတိရွတ်တွေ့ကြတဲ့လေးတိုက်ခဲတဲ့အတန်တွေအင်းမြလာတဲ့လေးပြေးလေးတွေကသူ့ရဲ့စိတ်ထဲကိုနှွေးထွေးမှုခံစားရပြီးဖိတ်ခေါ်နေတယ်လို့ပဲလေခွေဟင်ခုနားမှာအိမ်အောင်တလုံးပါလားလူရောရှိရလားမသိဘူး Cherry လေးတပြေးပြေးချင်းအိမ်နားကိုကတ်သွားပြီးအိမ်ရှင်ရှိမရှိလေးလာပြီးတော့အိမ်ထဲကိုလှမ်းခေါ်တဲ့ ိန်ရှင်တို့အိန်ရှင်တို့ရှိပါသလားရှင်အဲဒီလိုခေါ်နေတဲ့အချိန်မှာရှုပ်တရက် လေပြင်းတွေကျလာပြီးလေတွေကသူမရဲ့ရှင်ဘက်ကိုရှိုက်ခတ်တလို့ဖြစ်သွားတာပေါ့တိရတာအထဲမှာဘယ်သူမှမရှိဘူးထင်တယ်အဲဒီအချိန်မှာပဲလေတွေဟာပို့ပြီးတော့ပြင်းထန်လာတဲ့အိန်ရှင်တို့ဘယ်သူမှမရှိကြဘူးလားအမလီလေတိုက်တာတွေကအကျန်းလိုက်တာခဏအောင်ကြာပြီးနောက်မှာတော့လေတိုက်တာတွေရပ်ပြီးတိတ်ဆိတ်သွားတဲ့ ပဝင်းကျင်အရာအားလုံးဟာတခဏလေးအတွင်းပြောင်းလဲသွားတာကြောင့်ချယ်ရီလေးခေါမှုတလို့လို့ဖြစ်သွားလေတည်းကွေဘယ်သူမှမရှိရင်တော့ငါခဏလောက်ဝင်ပြီးနားလိုက်ပါဦးမေအိမ်နောက်မှာတော့ချယ်ရီလေးအိမ်ထဲကိုဝင်မှုအခြေလန်းလိုက်တဲ့အဲ့ဒီချိန်ချုံလေးကနေချုပ်စရာကောင်းတဲ့မွေလေးတွေအများကြီးထွက်လာလေတော့တယ်မွေလေးတွေကအပြေးပြေးရွှေ့လာတော့ထိရန်စရာလေးတော်တော်ကောင်းတဲ့ဘလို့ဖြစ်ကြလဲဘလို့ဖြစ်လို့မွေတွေဒီလောက်တောင်ထွက်လာတာလဲ ိမ်နောက်မွေးလေးတွေကချယ်ရီကိုဝိုင်းထားပြီးကိတ်ဖို့လုံနေကြတဲ့။သွားကြငါ့ကိုမကိတ်နဲ့။ကေကြပါအောင်ကေကြပါအောင်။အဲဒီချိန်မှာပဲအိမ်လေးကနေအပွားကိုကြီးတယောက်ထွက်လာတဲ့ကွယ်။မကြောက်ပါနဲ့အိမ်လေးဝင်ခဲ့ပါ။သူတို့ကအနေရမဖြစ်ပါဘူး။တော်သေးတာပေါ့အပွားရောက်လာလို့ကျမတိတ်ကြောက်နေတာ။ဟိုဘလို့ဖြစ်လို့ဒီမွေတွေကထွက်လာရတာလဲ။ဘာမှစိုးရင်မနေရတော့နော်။ဒါလားအိမ်လေးဝင်ပြီးတော့နောက်ဟုတ်ကဲ့ပါဘွား။ မီးကဒီကိုဘလို့လို့ပြီးရောက်လာတာတော့သမီးကတော့ရင်းမှာမူလန်ကောက်တာပါဒါပေမဲ့တစ်တော်ရဲ့အလားပါထဲမှာနှစ်မျောသွားပြီးဒီကိုရောက်လာတာပါဒါနဲ့အဖွားကတယောက်တည်းနေတာလားဟုတ်တယ်သမီးရဲ့ဘာဖြစ်လို့လဲသမီးအခုကအမောင်တော့မှာမလို့လीအဲ့ဒါသမီးဒီမှာတညာလောင်များတဲခုလို့ရမလားရတာပေါ့သမီးရဲ့သမီးရဲ့အဖွားရဲ့အိမ်ဟာဒီမှာတရားဥထေအဖွားကနေနေတာဆိုတော့အဆင်ပြေပါတယ်ကွယ် တမီးလေးဒီမှာအိမ်မယ်ဆိုရင် အဖွားလေးပြောတာပေါ့အဲဒီနောက်မှာတော့နေဝင်ခြင်းကို ရောက်ရှိလာပြီးအလင်းရောင်လေးမှီးမိလာကညအချိန်ကို ရောက်လာတဲ့ဒေါ်ရီကညအလောင်းကိုခံစားနေရတာကြောင့်ချယ်ရီအိတ်မပြောဘူးဖြစ်နေတဲ့ကွယ်အမေကတော့စိတ်ပူနေတော့မှာပဲချယ်ရီဟာထိုင်ပြီးကောင်းငင်ကိုကြည့်ကအမေစိတ်မပူပါနဲ့တမီးအဆင်ပြေပါတယ်လို့ပြောလိုက်ပါတဲ့ကောင်းငင်ကြီးကလည်းလင်းလက်ပြီးတော့နှာနေကြော်တယ်ကွယ် ညာဘက်ကောင်းရင်ရဒီလောက်လာတာကိုငါမရငါ့ကိုအိတ်ခိုင်းနေတယ်။လာမင်းကြီးရအမေကိုပြောပြပါဒီညာအိတ်မပြောဘူးလို့ညာဘက်တဖြည်းဖြည်းမှောင်လာပြီးတော့ချယ်ရီကအေးရမဝင်သေးဘူးတဲ့ရုပ်တရက်တော်ရီကဒရိဆန်တွေရဲ့အော်ဟေးတန်ကိုကြားလိုက်ရတာကြောင့်ချယ်ရီလေးကျောင်းလန်သွားလီတော့တယ်။အဲ့ဒီဒရိဆန်တွေပါများဖြစ်နေကြပါလေ။သူတို့အော်တန်ကတော်တစ်ခုလုံးတော့ကြားရတယ်။သူတို့မထူးဆန်းပါဘူး။တော်ရီမှာလူတွေကိုကြောက်တဲ့တော်ဝါတွေလည်းရှိရင်ရှိမှာပေါ့။ အိမ်နောက်ချယ်ရီဟာအဖွားကိုအိမ်နောက်မှာလမ်းလျှောက်နေတာတွေ့လိုက်ပြီးအဖွားနဲ့စကားသွားပြောတဲ့အဖွားမအိပ်သေးဘူးလားခုနကအမြောက်တန်းကအရန်ဆူနေတော့အဖွားလည်းအိမ်မပြောဘူးဖြစ်နေတာအိမ်နောက်မှာတော့ချယ်ရီလည်းဘာမှအထက်မမေးတော့ဘဲသူ့ညလုံးကြီးလေးလေးလာတာဆိုအိပ်ဖို့လုပ်တဲ့ကလေးမတိတ်ပြီးမဆက်စုပါနဲ့အိတ်တော့အိတ်တော့တိတ်ဆိတ်လာတဲ့ညတစ်ကောင်ကိုဖြတ်ချော်ပြီးနောက်တလိမိုးလင်းသွားတဲ့အခါမှာတော့ချယ်ရီလေးနိုးလာတဲ့ ငါဘလို့လို့ပြီးအိတ်ကျော်သွားတာလည်းမသိပါဘူးအိမ်နောက်မှာတော့အိတ်ရထားပြီးမသွားရင်အဖွာကိုနှုတ်ဆက်နေတာပေါ့ကွေသုံးဆက်ခဲ့ပါရဲ့နော်ဘွာသမီးမရသမီးကိုလမ်းမှာစောင့်ရင်စောင့်နေမှာမလို့ပါစိတ်မပူပါနဲ့သမီးရေတေချာကယူဆိုင်သွားနော်ဟုတ်ကဲ့ပါအဖွာသွားတော့မယ်နော်အိမ်ကနေထွက်လာပြီးခဏကြာလမ်းတနေရာမှာဆူဆူရွာရွာအနံ့တစ်ခုကိုရှာလိုက်ပါတဲ့ဒါပါအနံ့ကြီးလေတော်တော်ဆိုးတဲ့အနံ့ကြီးပဲ အဲ့ဒါကြီးကပိုတောင်ဆိုးလာတယ်လို့ပဲချယ်ရီလေးမျက်လုံးဆောင်မေ့ပြီးတော့ကြော်သားလေးတွေအဲ့ဒီနောက်မှာတော့ချယ်ရီဟာတင်းနေတဲ့မြောက်အလောင်းလေးအများကြီးကို တွေ့လိုက်ရပါတဲ့အမလီဘလို့ဖြစ်လို့မြောက်တွေတင်းနေရတာလဲစိတ်မကောင်းလိုက်တာဒီမနေ့ချယ်ရီဟာတာယာနဲ့ခံစားချက်ကိုရနေပြီမဲ့ရုတ်တရက်တွေ့လဲရတဲ့အခြေအနေကြောင့်သူမလည်းကြောင်းလန့်တစားနဲ့ဖြေးပြီးလမ်းပြောင်ပြီးတော့အဖွားရင်ကိုပဲပြန်ရောက်လာလေတော့တယ်ဟင်ဒီရော့ မနေ့ကငါနေခဲ့တဲ့အဖွားရဲ့အိမ်ပဲတမီးလေးအိမ်ကိုရောက်ပြီလားမရောက်သေးဘူးအဖွားဟုတ်တမီးအိမ်ပြန်တော့လမ်းမှာခေါင်းပြက်ပြီးဥရီထွက်နေတဲ့မြောက်လောင်းလေးအများကြီးတွေ့လို့ကြောက်ပြီးတော့ထွက်ပြေးလာတာအဖွားဟာတောင်းလန့်နေတဲ့ခြေတွေကိုကြည့်ပြီးတော့อืมကြည့်ရတာအဲ့ဒီမြောက်တွေကိုကြားတော်ကတက်စားလိုက်တာနေမှာပါတမီးကြောင့်ရင်အဲ့ဒီကိုမတော်နေတော့လीမဟုတ်ရင်အဲ့ဒီအကြာကြီးထွက်လာပြီးတော့တမီးကိုရှမ်းပြူနေုံမေး ။နင်းညာကအဲ့ဒီမျောက်တွေအုံနေကြတာအဲ့ဒါကြောင့်ထင်နေ။သူတို့နောက်ကိုအကောင်တကောင်လိုက်နေလို့တောင်းလန်ပြီးအုံနေကြတာဖြစ်မယ်။ဟုတ်လောက်တယ်တမီးရဲ့တတိထောင်းတော့အခုတော့မသွားသေးနဲ့ only နှစ်ရက်သုံးရက်လောက်ဒီမှနေပြီးစောင့်ကြည့်လိုက်ပါဦး။ဟုတ်ဒါပေမဲ့အဖွာတမီးရဲ့အမေကတမီးကိုစိတ်ပူနေမှာ။တိပါတယ်။ဒါပေမဲ့တမီးအခုပြန်ရင်တမီးကိုတိုးကောင်တွေအနေရပြုတ်လိမ့်မယ်။ရှာနေနေလောက်စောင့်လိုက်ပါ။နောက်ပြီးတော့တိတ်မကြခင်လေးလာပြေတော့မှလီ။ အဲ့ဒီခါကျရင်တောကောင်တွေကသူတို့ဝင်ပုန်းနေကြလိမ့်မယ်။ဟုတ်ဒါဆိုအဲ့ဒီချိန်ကျရင်ပြန်လို့ရပြီပေါ့နော်။ဒါပေါ့တမိရဲ့။နေရမြောင်နေမှာတော့ချယ်ရီဟာအပွားကြီးရဲ့အိမ်မှာနေရတာတပြေးပြေးအဆင်မပြေဖြစ်လာတော့လေ။ဒါကြောင့်လဲဆိုတော့အပွားကြီးဟာတစ်ချိန်လုံးပြောပြီးသားစကားကိုပဲပြောနေလို့ဖြစ်တဲ့။ဒီလိုမျိုးသာဆိုရင်ငါဘယ်လိုလုပ်ရမလဲ။ငါတကယ်ကြောက်လာပြီ။နေရတပြေးပြေးဝင်လာတာကြောင့် အဖွားလေးညစာအတွက်အပြင်ဆင်ထားတဲ့။တမိလီအဖွားကစင်းရတော့ရတာရှိတာပြီးတော့မထွေးနိုင်ဘူးကွယ်။အဖွားမှာအသားနည်းနည်းပဲရှိတော့ဒီလောက်ပဲလှုပ်ပေးနိုင်နေ။ရပါတယ်အဖွားစိတ်မပူပါနဲ့ဟိုတမိစားလိုက်ပါမယ်ရှင်။ရုပ်တရက်ပုဂံတွေကအနံ့တစ်ခုရလိုက်ပြီးကြီးလိုက်တဲ့အခါမှာတော့チェリーはバガンへ追いをたぴーとわいてて。エミリー、えらばじろ。バガンねやハリが匂顔にもほぶーら。テミリー、 တမိလေးပဲပိုက်စားနေတယ်ဆိုတမိမစားတော့ပါဘူးပိုက်ဖြည့်သွားပြီနော်အဲ့ဒီနောက်ချယ်ရီလေးအဝေးကိုထွက်ပြေးသွားပြီးအပွားကိုကြီးကလည်းအနောက်ကနေလိုက်လာတဲ့အပွားကသူ့ပါဖြစ်သွားတာလေဘာလို့မစားတာလဲဆိုပြီးတော့လိုက်မေးတာပေါ့ကွယ်တမိလေးဘာလို့ထွက်ပြေးသွားတာလဲမျက်နှာလေးမကောင်းပါလားဘာမှမဖြစ်ပါဘူးတမိအဆင်ပြေသွားတဲ့အပွားဟိုဒီတိုင်းနေလို့မကောင်းလို့ပါတမိခဏလောက်တောင်းနားလိုက်အောင်မယ်နော် ဒုတိယညပြီးသွားတဲ့နောက်မှာတော့အချီနီတွေပိုဆိုးသွားလာပြီးခြေရီလေးပိုကြောက်လန့်လာတော့မနှက်ဖန်ကြရင်တော့အပွားကိုပြောပြပြီးအိမ်ပြန်တော့မယ်လို့ဆုံးဖြတ်ထားတဲ့။တကယ်ချောက်စရာကြီးပဲ။အစကတော့ตายရတဲ့နေရာလေးတစ်ခုကိုသွားမယ်လို့စဉ်းစားထားတာ။အခုတော့ဒီလိုအချီနီနဲ့ကြုံတွေ့ရတာလား။ဒီလောက်ထိအချီနီဆိုးမယ်လို့မထင်ထားခဲ့မိဘူး။ Cherry လည်းအတွေးတွေများပြီးတော့အိပ်ပျော်သွားတဲ့။အိမ်နောက် Cherry အိပ်ပျော်နေတဲ့အချိန်မှာအကြံတိုးတိုးလေးတစ်ခုကိုကြားလိုက်ရလေတဲ့။ ဘိုက်စာလိုက်တာဘိုက်စာလိုက်တာဘိုက်စာလိုက်တာဟမ်အာဒန်လေးဟာဆယ်ယူလေးလှဲကြည့်လိုက်တော့အပွားကိုသူ့ရဲ့ဘေးနားမှာပင်းလိုက်ရတဲ့ဟင်ကိုအပွားဘလို့ဖြစ်လို့ဒီကိုရောက်နေတာတော့အပွားအိတ်မပြောဘူးလားဟုတ်တယ်အပွားအိတ်မပြောဘူးကွေမြောက်တွေ့ရဲ့အတန်ကတိတ်ဆူနေလို့ပါအဲ့ဒီအချိန်မှာပဲဘိုက်စာနေတဲ့စိတ်ကတိတ်ကိုပြင်းထန်လာတာကြောင့်ဘလို့မှမရတဲ့အဆုံး အပွားဦးကြီးကဆုံးမတယောက်အတွင်ကိုပြန်သွားလီတော့ဒီငါပိတ်စားတယ်ငါအမြဲတမ်းမြက်သားပဲစားနေရတော့ဒီတစ်ခေါက်တော့လူသားစားရမှဖြစ်မေဒီလိုချင်းကိုစောင့်နေတာကြောက်ခဲ့ပြီအဖွားကြီးဟာတကယ်တော့လူမဟုတ်ပဲပိုက်ရင်စာနေတဲ့ဆုံးမကြီးတယောက်ဖြစ်ပြီးတော့မျက်လုံးတွေဟာလည်းပြူးပြီးတော့မဲနေနေတဲ့တုတ်ပါမင်းကငါစိတ်ရှိတိုင်းစားရင်တို့ပါဂျေဝီလေးလန့်သွားပြီးတော့တတိမီလေးသွားလီတော့ လက်ကိုအရင်စားရမလားကြေရောက်ကိုအရင်စားရမလား။အိုးအကုန်လုံးကိုပဲစားလိုက်တော့မေ။ဇုံးမကြီးလေတော်တော်ချာချာပါမှမစားရသေးတာကြောင့်ပါဇက်ကြီးကိုဖဲပြီးချယ်ရီကိုမြှို့ချဖို့လှုပ်တော်တာပေါ့ကွယ်။အဲ့ဒီချိန်ချယ်ရီလေးရုတ်တရက်ထလာပြီးတော့အန်ကျိကဇုံးမကြီးရဲ့လေပင်ကိုထိုးလိုက်ပါတဲ့။ဒီအဖွားကြီးကတော်တော်ဆိုးတယ်မကောင်းဆိုးသွားမှကြီးပဲ။ဆယ်ရီလေးကြောင်းလန်တစားပြောပြီးထွက်ကြည့်သွားတာပေါ့ကွယ်နှလုံးလေးပောက်ကွဲမတဲ့မောဟိုက်ပြီးတော့အထွက်ပြေးရရှာတဲ့ ဗုဒ္ဓမြတ်စွာဘုရားကဲတော်မူပါအောင်အဲဒီအချိန်မှာအနိနာဘုန်းကြီးကျောင်းထဲကိုပြေးဝင်သွားပြီးဘုန်းကြီးတစ်ပါးနဲ့တွေ့လေတော့ဒီနောက်ဆုံးတော့ပျော်လင့်ချက်တွေ့ခဲ့ပြီးဥခိုက်ပါတဲ့အရှင်ဖေဟာဘယ်ကမှဘာများဖြစ်လာတာတော့တော်ရီကနေဘာဖြစ်လို့ပြေးလာရတာတော့အရှင်ဖေဟာတပိတော်မဆုံးမနဲ့တွေ့ခဲ့လို့ပါအဲဒီဆုံးမကတပိတော်မကိုစားဖို့လေလုပ်ပါသေးဒါပေမဲ့ချယ်ရီကအနိနာမှာဟောင်းပြီးတော့ပြန်စည်းနေတဲ့ကျောင်းဆောင်ကိုကတိထားမိသွားလေတယ် တကမာဒီတော်ရဲမှာတဲအိမ်ဟောင်းကို တွေ့ခဲ့လို့လားချယ်ရီလည်းအနီးနားပဝန်းကျင်ကိုတေချာလိုက်ရှာကြည့်ပြီးမဲ့တဲအိမ်အစားပျက်စီးနေတဲ့အကြောင်းဆောင်တွေသာတွေ့ရလေတဲ့ထူးဆန်းလိုက်တာကျမလာတော့ကအဲ့ဒီတော်ရဲမှာတေချာပေါက်တဲအိမ်ဟောင်းတစ်ခုကိုတွေ့ခဲ့တယ်အခုဘာလို့မရှိရတော့တာလဲအိမ်နောက်မှာတော့ပုံကြီးဟာတကမာဒီပြောသလိုဘာအဆောက်အုံဘာတဲအိမ်ဟောင်းမှမရှိပါဘူးဒီတော်ရဲမှာပျက်စီးနေတဲ့အကြောင်းဆောင်တွေပဲရှိသေးတယ်ပြီးတော့ ပါမြောက်မှလည်းမရှိပါဘူး။ချယ်ရီလည်းငိုယိုပြီးတော့အတွေးတွေများနေတာပေါ့။ပါရီဖြစ်သွားမှန်းလေသူနားမလည်ရှာတော့ဘူးလေကွေ။တဲအိမ်ကပြောက်သွားတာလေ။ကိုအဖွားကရော ပေးဦးရောက်သွားတာလေ။ငါတကယ်နားမလည်တော့ဘူး။အဲဒီနောက်တော့ချယ်ရီဟာဘုန်းကြီးကိုနှုတ်ဆက်ပြီးအင်းကိုပြန်လာဖို့လုံမဲ့အချိန်မှာသူမဟာဘုန်းတော်ကြီးကိုပါရှာမတွေ့တော့ဘူးလေကွေ။ရှင်ဖေဟာရှင်ဖေဟာဘေးဦးများရောက်သွားတာပါလေ။ တိတ်နေတဲ့ကြောင်နဲ့မိုးနဲ့မင်းနေပြီမဲ့ပါသားမှမကြားရတော့တာကြောင့်ချယ်ရီတယောက်လေးစိုးရိမ်စိုးဝါးရီဖြစ်ကုန်လို့တာပေါ့ဆုံးမရီမြောက်တွေခဏထားလိုက်哦လောလောဆယ်ဖုန်းကြီးပါမရှိတော့ဘူးဘလူတွေဖြစ်ကုန်တာတော့ဘာလို့ဒီလိုပြုတ်သွားရတာတော့ချယ်ရီလင်းကြောင်လဲတကြောင်နဲ့ဆက်ပြေးလာပြီးဒီနှညာနဲ့သုံးရက်ကဘာရီဖြစ်နေမှမသိအောင်အဖြေရှာရအခန့်နေတာပေါ့ကွတိတ်မကြခင်မှာပဲချယ်ရီဟာလန်ဒန်နေရာအယောင်မှာသူမအမေနဲ့မင်းသားလေးတစ်ပါးကိုတွေ့လေတဲ့ အမလီသမီးရေအခုမှပဲတွေ့တော့တယ်ဘယ်လိုများရောက်နေတာတော့အမေဖြင့်တိတ်ကိုစိတ်ပူနေတာတောင်းမှမာတယ်မေရေသမီးနောက်မသွားတော့ပါဘူးအမေကဘာလို့လိုက်လာတာတော့ဒီလိုကရောဘာတူလဲသမီးလေးနောက်ကိုလိုက်လာတော့လမ်းမှာဒီမင်းသားလေးနဲ့တွေ့တာပဲအမေမိလေးသွားတာကို तू ကခဲပေးထားတာအဲ့ဒါအမှန်မေးလားအရှင်မင်းသားကိုခံစားပါရင်တော့ကျမအမေကိုခဲပေးလို့ကျေးဇူးတင်ပါတယ်ရှင်ရပါတယ်ဗျာ အခုတော့သမီးလေးကိုအပြစ်မှန်ပြောပြဖို့အချိန်ကျလာပြီထင်တယ်။ပါးများလည်းအမီရဲ့တကယ်တော့အမီကသမီးရဲ့အမီရင်မဟုတ်ပါဘူးကွယ်။ဟင်ဒါဒါဆိုအမီရဘာတူလဲ။အခုပြောမှာကိုတေချာနားထောင်ပေးပါနော်။တကယ်တော့သမီးကမင်းသမီးလေးတပါပါ။အဲဒီတော့ကအမျိုးသမီးတယောက်သမီးကိုတောထဲမှာလာပြစ်သွားလို့အမီကခေါ်လာပြီးမွေးစားထားတာပါ။တောင်းပန်ပါတယ်နော်။ တမီးလေးကိုအခုချိန်ထိမပြောပြခဲ့ဘူးဆိုတာကတမီးလေးဒုက္ခရောက်မှစိုးလို့ပါအမေဖြစ်သူစီကဘဝရဲ့အပြမန်ကိုတည်လဲရတဲ့အတွက်သူမဟာစိတ်မကောင်းဖြစ်ပြီးဝမ်းနေသွားတဲ့အမေတမီးအဲ့ဒါကိုလက်မခံနိုင်ဘူးတမီးရဲ့အမေအရင်ကိုတွေ့ကျင်နေတမီးကိုစွန့်ပစ်ခဲ့တဲ့အဲ့ဒီအမျိုးသမီးနဲ့လည်းတွေ့ကျင်နေအဲ့ဒါတော့မဖြစ်နိုင်ဘူးညမတော်ကအာမန်မင်းကလေးလီဒီကိစ္စကိုကျွန်တော်ပဲဖြေရှင်းလိုက်ပါမယ်မကြောက်ပါနဲ့အမင်းသမီးလီ တော်ဝင်နှန်းတို့ကမင်းသမီးလေးနေပဲထိုက်တန်တာပါကျွန်တော်အကောင်းဆုံးစူးစမ်းပါမယ်ကျေးဇူးတင်ပါတယ်သမီးလေးကိုကူညီပေးပါဦးနော်သမီးလေးမှာခံစားရတာတွေတိတ်ကိုများနေလို့ပါတမရှင်နဲ့တခါလေးလိုက်ခဲ့ပြရစီထပ်ပြီးလွဲစော်တာတွေမဖြစ်စေချင်တော့လို့ပါဟုတ်ကဲ့ဗျတခါလေးလိုက်ခဲ့လိုက်ပါမင်းသားလေးဟာချယ်ရီကိုတိတ်ကိုစိတ်ဝင်စားနေပြီးတချမ်းမတောင်အကြည့်မလွဲဘူးတဲ့ကွယ်အမေလာအခုသွားရအောင်လေး တိတ်မကြခင်နန်းတော်လေးရောက်သွားပြီးတော့သူတို့ဟာနန်းတော်မှာကြီးစိုးနေတဲ့အမယာနဲ့တွေ့ပါတော့တယ်။ဘသူတွေရောက်လာကြတာလဲ။ဒါကအရင်တုန်းကနင်တော်ထဲမှာဖြစ်ပြီးတက်ဖို့စူးစားခဲ့တဲ့မင်းသမီးလေးချယ်ရီပဲ။ဘယင်ကြီးရဲ့တဦးဒီတော်တမီးတော်လေးပဲ။ဟင်။ तू ကဘာဖြစ်လို့မသေးရသေးတာလဲ။အခုလိုကြောက်လာတော့လေကောင်းလာပေါ့။တခါလေးတက်ပေးရတာပေါ့။ခမည်းတော်ဒီနေရာနဲ့မထိုက်တတ်ဘူး။အဲ့ဒါငါကိစ္စပါ။ငင်းလုံးနဲ့မဆိုင်ဘူး။ အဲ့ဒီလိုအချင်းချင်းစကားများနေတဲ့အချိန်မှာပဲရုံးမှာပက်ဆက်လွန်လာတဲ့မာယာကို ရုတ်တရက်ကြီးမိုးစိုးပြစ်ချသွားပါတော့တယ်အအအမလီနာနာလိုက်တာနင်တို့နင်တို့ကလုံးဝခွင့်မလွတ်ဘူးအဲ့ဒီလိုနဲ့ကောင်းချစ်တဲ့မာယာလည်းအဲ့ဒီနေရာမှာတင်တည်သွားလီတော့တဲ့ဒါကဝှက်လေတာပဲမကောင်းတဲ့သူတွေရဲ့တွားရလမ်းကြောင်းပေါ့တမီးလေးဒီမှာနေခဲ့တော့နော်တကယ်တော့ဒီနန်းတော်ကြီးကတမီးလေးရဲ့အိမ်မဲလီ ။အိုးအဲ့ဒီလိုမလုပ်ပါနဲ့အမေရေ။အမေမရှိရင်တမီးဘယ်လိုနေရမလဲ။အမေကတမီးဘဝမှာရင်းနှီးကျွမ်းဝင်ရတဲ့တူဦးဒီတော်သူလေ။အတော့မရှိရင်မင်းသမီးလေးဟာတက်ရောက်တဲ့တိုင်းပြည်ရဲ့အရေးကိစ္စတွေနဲ့ခက်ခဲနေပါလိမ့်မယ်။အတော်လေးဒီမှာပဲနေလိုက်ပါ။ကောင်းပါပြီ။ဒါဆိုလဲဒီမှာပဲနေပါမယ်။ဒါပေမဲ့ဟော်ရီကမင်းသားလေးနဲ့တမီးလေးကိုတော့လက်ထပ်စေချင်နေကိုယ်။အာအဲ့ဒါကတော့အတော်ရဲ့ကျွန်တော်တက်ရောက်တဲ့သဘောတူနေလို့မရဘူးလေ။ ကျမလည်းသဘောတူပါတယ်။အိုးအမီသိပ်ဝမ်းသာတာပဲကိုယ်။တကယ်ကိုတော်ပြီးငင်းမြတ်တဲ့တမတ်လေးကိုရှာလိုက်ရတာပဲ။အခုချိန်ဟာစပြီးမင်းသမီးလေးနဲ့အတော်ကိုလည်းတိကျကယူဆိုင်ပြီးစောင့်ရှောက်ပါမယ်။အဲ့ဒီချိန်ကစပြီးတော့မင်းသားလေးနဲ့မင်းသမီးလေးတို့ဟာပြုံရွှင်စွာပေါင်းတင်ကြပြီးအေးချမ်းနဲ့တိုင်းပြည်ကြီးကိုထီထောင်ရင်းနဲ့အေးထိုင်သွားကြပါတည်းကိုယ်။ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီရှင်။ အခုလိုပုံမြင်လေးတွေကိုသဘောကျနေတတ်တယ်ဆိုရင်တော့တော်ရွေး channel လေးကိုလည်း like and subscribe လုပ်ထားပေးကြပါအောင်နော်။ပုံမြင်သစ်တွေတင်တဲ့အမြဲတမ်းသိရှိနိုင်အောင်လို့ဘေးကနော်ဒီခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေရှင်။